ားပါရှင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်တွင်မှာတိုင်းမှုအဆင့်ကနေညွှန်ကြားရေးမှူးတပ်မမှုကပ္ပစာဆက်ယုံမှုတွေအထီကိုယာတူအပြောင်းလဲများစွာကိုလူသစ်တွေနဲ့စာထိုးသွေးသစ်လောင်းမှုရှိနေပြီးအမတ်ချောင်းစစ်စင်ရဲ့အထူးအဖွဲ့ကိုလည်းဖျက်သိမ်းလိုက်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နဲ့ CDN ဗိုလ်ကြီးစင်ရောကပြောပါရယ် စ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲအကောင်အထည်မပေါ်သေးဘူး။ NLD ပါတီကမိဖက်အင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းပါဝင်၄လကီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်အတွင်းမှာတိုင်းမူအစင်းကနေလက်ယုံတက်နဲ့စစ်ယုံညွန်ကြားရေးမှုတွေတမမိုးတွေနဲ့ကပါစာဆက်ယုံမှုတွေအထီးကိုပါရာဒူးနေရများစွာကိုလူသစ်တွေနဲ့သွေးသစ်လောင်ပြောင်းလဲလုပ်ဖို့ရှိနေတယ်လို့ နေပြည်တော်စစ်ဘက်တရင်ရင်မင်းနဲ့ CDM ဗိုလ်ကြီးစင်ရောကပြောပါရယ်မင်းအောင်လိုင်းကလာမဲ့ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်ခင်စစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတချို့ဒုတိယဗိုလ်ချုပ်ကြီးတွေကိုရွေးကောက်ပွဲဝင်ဖို့အတွက်ကြံ့ဖို့ပါတီကိုပြောင်းရွှေ့တာနဲ့အရန်အင်အားကိုပို့ဆောင်တာတွေလှုပ်ဆောင်လာပြီးရဲ့နောက်မှာလစ်လက်သွားတဲ့နေရာတွေမှာသွေးသစ်လောင်းတဲ့အနေနဲ့အရာရှိသစ်တွေကိုယာဒူးတိုးပေးကခန့်အပ်လာတယ်လို့သိရပါဗျ။လက်ရှိမှာအငယ်ပိုင်းတွေကိုယာဒူးတိုးတွေပေးဖို့အတွက် တန်းစီတာတွေကိုရီးယားဇဝင်စီစစ်တာတွေတောက်လျှောက်လုံနေပြီးတိုင်းမူအဆင့်ကနေလက်ယုံတက်ညှို့မှုတွေတက်မမှုတွေကပါစာဆက်ယုံမှုတွေအပြောင်းလဲတွေအများကြီးဖြစ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။ဒါအပြင်စစ်တပ်အတွင်းအပြောင်းလဲတွေဇက်တိုက်လှုပ်ဖို့ပြင်ဆင်နေပြီးရွေးကောက်ပွဲမတိုင်ခင်ကနေရွေးကောက်ပွဲပြီးကအစိုးရသစ်ပေါ်ထွန်းတဲ့အထိသွေးသစ်လောင်းတဲ့အနေနဲ့အရာရှိသစ်များစွာထွက်ပေါ်လာမယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကတုံ့သက်ပြောပါရယ်။ တိုင်မူပြီးသွားရင်ညွန်မှုတွေစေယုံကညွန်မှုတွေပြီးသွားရင်တော့ညွန်မှုအောက်ကတဆင်နေတဲ့တက်ကြီးအရွယ်အစားရှိတဲ့ကပါစဆက်ယုံကဆက်ယုံမှုတွေအပါအဝင်တက်မှုကြီးတွေကိုပါအပြောင်းလဲဆက်ရှိလာမှာဖြစ်တယ်လို့ CDM ဘိုးကြီးစင်ရောကသုံးသပ်ပြောပါရယ်။တခြားတစ်ပတ်မှာလဲမင်းအောင်လိုင်က2000ခုနှစ်မှာအာနာရှင်အောင်တန်းရွှေကဖွဲ့စည်းခဲ့တဲ့အမတ်6စစ်စင်ရေးအထူးအဖွဲ့ကိုဖျက်သိမ်းလိုက်ပါရယ်။ ဒါနဲ့ပတ်သက်ပြီးပထမတုန်းကကာဆာတာ၅ခုပဲရှိက နောက်မှကာဆာတာ၆ဆိုပြီးလှုပ်ဆောင်ကအဲ့ဒါကနေပြည်တော်တိုင်းစစ်ဌာနချုပ်တခုကိုပဲစီမံကုခဲ့တာပါကာဆာတာ၆ဆိုတာဖွဲ့စည်းပုံအပိုကြီးလို့ပြောလို့ရတဲ့အပြင်သူတို့ဘေဒင်ရတရာရ၆ကနန်းကိုမကြိုက်လို့၅ကနန်းကိုပဲပြန်ပြီးပြောင်းတဲ့အနေအထားမျိုးထင်တယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ်အဲ့ဒီအပြင်တကယ်တမ်းကစစ်တပ်မှာကွန်မန်ဒါဆိုတာကတက်ချုပ်ရဲတိုင်းမှုရဲတည်ရင်းမှုရဲဆိုပြီး အဲ့ဒီ၃ရောက်စစ်စစ်ပဲရှိကဂျန်နာရီကကွန်မန်ဒါမဟုတ်ပဲ joint staff တွေလို့ပြောလို့ရပေမဲ့တိုင်းမှု၁၄ရောက်ကို၅ရောက်နဲ့ပြန်ချုပ်တယ်လို့သူကပြောပါရယ်။နေပြည်တော်တိုင်းမှာတိုင်းမှုဆိုတာတောင်မှပဲအရက်စကားနဲ့ပြောရရင်ဥက္ကဋ္ဌရှိတဲ့ရက်ကွက်မှာစိန်ကောင်းလို့ရပြီးသူ့အတွက်ရုံးကတက်တက်သာဖွင့်ထားတာလုတ်ပိုင်ခွင့်မရှိပါဘူးလို့စီဒီယံဘိုးကြီးစင်ရောကဆက်လက်ပြောပါရယ်။ဒါအပြင်စစ်တပ်အတွင်ရွေးကောက်ပွဲမတိုင်မီကကနာကောင်စီညွန်ကြားလွန်နဲ့ ဗိုလ်မှူးချုပ်အဆင့်ကနေဒုတိယဗိုလ်မှူးကြီးအဆင့်အထိအငိမ့်စားပေးမဲ့အရာရှိတချို့လည်းရှိနေပြီးအဲ့ဒီအရာရှိတွေကိုတာအမတ်ဒါမမဟုတ်အရက်ဘတ်ဝင်ကြီးဌာနတွေကိုကူးပြောင်းလိုတာရှိမရှိကိုခေါ်ယူမေးမြန်းမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမဲ့သတင်းကတော့အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကို NLD ပါတီကအတိအမှတ်ပြုမှာမဟုတ်ဘဲရွေးကောက်ပွဲအကောင့်ထဲမပေါ်စေဖို့အတွက်မိဖက်အင်အားစုတွေအားလုံးနဲ့ ပူပေါင်းဆောင်ရွက်သွားမယ်လို့မနေ့ကစက်တင်ဘာလ29ရက်နေ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗိုလ်အလုတ်ကော်မတီကထုတ်ပြန်လိုက်ပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့အကြံပတ်စစ်တပ်အားပြည်သူလူထုရဲ့စံနာကိုလစ်လျူရှုပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ကအာဓမအာဏာလုယူပြီးတဲ့နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဒုတိယဥက္ကဋ္ဌအတိတ်နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် ဒုတိယဥက္ကဋ္ဌနဲ့မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်အပါအဝင်အစိုးရအဖွဲ့အကြီးအကဲတွေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကိုမတရားဖမ်းဆီးခဲ့ပါတယ်အကြံပတ်စစ်တရေအာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ပြဿနာအရရကြောင့်နိုင်ငံတကာနဲ့ပြည်သူလူထုကိုထပ်မံလဲစားဖို့နဲ့နိုင်ငံရေးတရားဝင်မှုရဖို့ရည်ရွယ်ကအာဏာလုစစ်တပ်အတူရောက်ရွေးကောက်ပွဲတရက်ကိုကျင်းပမယ်အတွက် တရားဝင်မှုနဲ့တရားမျှတမှုလည်းရှိမှာမဟုတ်တာကြောင့်မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လက်မှတ်ခံအတိမတ်မပြုပူပေါင်းဆောင်ရွက်မှာမဟုတ်ဘဲအဲ့ဒီအတူရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်စေဖို့အတွက်ကိုလည်းမိဖက်အင်အားစုတွေအားလုံးနဲ့ပူပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီဘူအလုပ်ကော်မတီကပြောထားပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာမဲဆန္ဒနဲ့အားလုံးရဲ့80သမ36ရာခိုင်နှုန်းအနိုင်ရရှိပြီးလွတ်တော်ကိုယ်စားလှယ်အယောက်920ရွေးချယ်သင်မြောက်ခံရပါတယ်။အဲ့ဒီ2020ယူထွေထွေရွေးကောက်ပွဲရလဟာနောက်တစ်ကြိမ်ကျင်းပမဲ့လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲရလပေါ်ထွက်လာခြင်းအထိတရားဝင်တည်ရှိနေမယ်လို့ NLD ပါတီကဆိုပါတယ်။မြန်မာနိုင်ငံရဲ့ပြည်ထနာအရေးရဲ့ကိုပြည်လဲစေဖို့အတွက် အာဆီယံပါဝင်အိန္ဒိချင်းနိုင်ငံတွေနဲ့မိတ်ဖက်နိုင်ငံတွေရဲ့ဂျိုးပန်းအားထုတ်မှုတွေကိုအတိမတ်ပြုကျေးဇူးတင်တယ်လို့လည်း NLD ကပြောပါတယ်။ဒါအပြင်နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်ထနာကိုလက်တလောပြည်လဲစေဖို့အတွက်သာမဟုတ်ဘဲပြည်ထနာအရင်းအမြစ်ကိုသိရှိဖို့လိုအပ်ပြီးအတူယောင်ရွေးကောက်ပွဲအပါအဝင်ဆင်အာနာရှင်စနစ်သက်ဆိုးရှည်ရေးကိုအထောက်အကူဖြစ်စေမယ့်ကိစ္စရပ်တွေကိုရှောင်ဖယ်ကပြည်သူလူထုရဲ့ဆန္ဒအပေါ်အခြေခံပြီးစဉ်းစားဆောင်ရွက်ကြမှာပဲရေရှည်ခိုင်မာတဲ့ တည်ငြိမ်အေးချမ်းမှုကိုရရှိမှာလို့ NLD ကထောက်ပြထားပါတယ်ရှင်။စကားနိုင်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။စကားနိုင်စကားမျိုးအဝင်အကြံဘက်စစ်တပ်ဂိတ်ကိုတိုက်ခိုက်ဖို့တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွားတာကြောင့်တနက်တစ်ချက်တောင်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့တယ်လို့ Unico ပျောက်ကြားတပ်ဖွဲ့ UGF ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာသခိုင်းမြို့ဝင်ဝကြက်ကြီးရွာတောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကိုယူနီကွန်တပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ဖို့တွားရောက်ချိန်မှာဂိတ်စခန်းကစစ်သားတွေအလုံးအားကားနဲ့ထွက်ပြေးသိမ်းရှောင်သွားတဲ့အကြောင်းတနက်တစ်ချက်တောင်မဖောက်ရဘဲသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုပဲအကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကိုသိမ်းပိုက်ပြီးတဲ့နောက်ရှင်းလင်းရေးလှုပ်ဆောင်ကယူနီကွန်ပြောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်တွေကပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ဆေးရေးဂိတ်ကနေဆုတ်ခွာသွားတဲ့အကြမ်းဖက်စစ်သားတွေဟာ စကိုင်းမြို့ပေါ်ကနေအင်အားဖြည့်တင်းပြီးသူတို့ပြန်ဆုတ်ရလမ်းတစ်လျှောက်မှာရှိတဲ့ကြေးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တပ်ပစ်ခတ်ခဲ့ရာကြောင့်ဝကြက်ကြေးရွာကခလေးတူလက်နက်ကြီးထိမှန်ကပင်90ကြေးရွာကပြည်သူတူလည်းပေါင်မကြီးထိမှန်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တပ်ပစ်ခတ်မှုတွေလှုပ်ဆောင်နေရာကြောင့် ဤသူတွေအနေနဲ့လည်းစစ်တပ်စစ်ကြောင်းတွေရောက်ရှိလာပါကတတိနဲ့နေထိုင်ကြဖို့ကိုယူနီကွန်ပြောက်ကြားတပ်ဖွဲ့ UGF ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်ရခိုင်ပြည်နယ်ဘက်မှာတော့ရခိုင်ပြည်မှာအေအေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့တန်တွဲမြို့ပေါ်လူနေရပ်ကွက်ကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလင်းရင်နဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့တာကြောင့်ပြည်သူတို့အသေးဆုံးပြီးအသက်6နှစ်အရွယ်ကလေးငယ်အပါအဝင်အရသား9ဦးတန်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတို့ရဲ့ပြောဆိုချက်နဲ့ ဒေသသတင်းရင်းမြစ် American Princess Media ရဲ့သတင်းဖော်ပြချက်အရသိရပါရယ်မနေ့ကစတင်မာလာ29ရက်နေ့ည8:29မိနစ်ဝင်းကျင်အချိန်မှာစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲတန်တွဲမျိုးအမှတ်၄ရပ်ကွက်ကိုတိုက်လျင်နဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့ပြီးဘုံကြပောက်ကွဲခဲ့တာကြောင့်အမှတ်၄ရပ်ကွက်ကဥညညီသေးဆုံးခဲ့ကအသက်6နှစ်အရွယ်မောင်တန့်စင်ဖြိုးအသက်14နှစ်အရွယ်မောင်အောင်တီရဆိုး အသက်38နှစ်အရွယ်ဒေါ်ခင်ခင်ထင်းအသက်53နှစ်အရွယ်ဒေါ်ခင်ထွေးနဲ့အသက်42နှစ်အရွယ်ဦးထွန်းမင်းနိုင်တို့တန်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်စစ်သည်မော်တွေကအဝေးကနေကင်းထောက်တာ drone တွေနဲ့ကင်းထောက်တာရှိတယ်လို့ဒေသပြည်သူတို့ကပြောပါရယ်စစ်တပ်ရဲ့လေရင်နဲ့ပုံကျဲမှုကြောင့်နေအိမ်တွေပျက်စီးခဲ့ပြီးတန်ရာရသူတွေကတော့စေကူသားမှုခံယူနေတယ်လို့သိရပါရယ်ရှင်မကွေတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းပေါင်းမြို့နယ်မြင်းဒီမြောက်စုရွာဖုံးကြီးချောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ29ရက်နေ့နေ့လယ်2နာရီကျော်ခန့်မှာပေါင်းမြို့နယ်အနောက်ပိုင်းမှာရှိတဲ့မြင်းဒီမြောက်စုရွာဖုံးကြီးချောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့တတဦးလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါရယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့ လက်ရှိချိန်မှာတော့ကျေးရွာနေပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကစတေမာလာ29ရက်နေ့နေ့လယ်2နာရီခွဲမှာထီလင်းမြို့နယ်အရှိချမ်းနဲ့ပေါ့မြို့နယ်အနောက်မြောက်ချမ်းပုံတောင်တောင်ကျောတနေရာကိုအကြမ်းမစစ်တပ်က Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွင်းမှာပြည်သူတွေထိခိုက်မှုမရှိဘဲရာဂင်းအတွင်းကိုကြာရောက်ပောက်ကွဲခဲ့တယ်လို့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်စ်ကိုပြောပါရရှင်။ မကွေးတိုင်းဘက်ကိုစက်ကြည့်အောင်ပါမကွေးတိုင်းမြိုင်မြို့နယ်နောက်ပင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့တယ်လို့မြိုင်တောင်ပင်မြေပြေသတင်းမှပြန်ကြားရေးဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မနက်8:38မိနစ်ခန့်မှာမြိုင်မြို့နယ်နောပင်ရွာတော်ဖုံးကြီးကျောင်းကိုရောက်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းက တိုက်ပွဲမဖြစ်ပွားဘဲကြေးရွာအတွင်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ကြေးရွာနေပြည်သူအသက်၄၀နှစ်အရွယ်နဲ့အသက်၃၂နှစ်အရွယ်မျိုးသားနှုတ်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲဒီလိုပဲစက်တင်ဘာလ၂၃ရက်နေ့ကလည်းမြိုင်မြို့နယ်နော့ပင်ရွာတော်ဖုံးကျောင်းကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနစီနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူတွေကတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ဒါအပြင်စကိုင်းတိုင်းဆလင်းကြီးမြို့နယ်နဲ့ရင်းမပင်မြို့နယ်အဆက်တနေရာကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲနာမခါကနေတက်လာတဲ့စစ်တပ်လေဒီတစီကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်အဲ့တိုက်ခိုက်မှုအတွင်းမှာတော့ပြည်သူတွေထိခိုက်သေးဆုံးမှုကိုတော့မသိရသေးဘူးလို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်နဲ့အုပ်ဖို့မြို့နယ်အဆက်မှာရှိတဲ့ခြေရွာတွေကိုအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်ဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေရကြောင်း ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စနေမာလ26ရက်နေ့မှာဂျိုးပင်ကောင်းမြို့နယ်မြို့ကန်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲ drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာမှာတော့ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်တလုံးပျက်စီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းမှာဘုံတလုံးအောင်မပေါက်ကွဲတာကြောင့်တော်လိုင်းရဲဘော်တွေကလာရောက်ရှင်းလင်းပေးခဲ့ရတယ်လို့လည်းသိရပါဗျ။ အဲဒီလိုပဲမနေ့ကစက်တင်ဘာလ29ရက်နေ့မှာလေကျိုးပင်ကောင်းတဲ့အုပ်ဖို့မျိုးနဲ့ဆက်မှာရှိတဲ့အလဲကုန်းရဲစခန်းကစစ်သားတွေအားဖလံပင်ရွာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်နေအိမ်တလုံးပျက်စီးခဲ့ရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကကျိုးပင်ကောင်းတဲ့အုပ်ဖို့မျိုးနဲ့ဆက်မှာရှိတဲ့တောင်စပားကွင်ရွာဖလံပင်ရွာနဲ့ရွာသစ်ရွာတို့ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်နေအိမ်တလုံးပျက်စီးကပြည်သူတွေကတော့ဘေးလွတ်ရာထွက်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ